ိုင်ငံတော်ပတ်စမှာအခန်းဘာတစ်ခန်းရှိလဲဆိုတာကြည့်เนาะတစ်ခန်းနှစ်ခန်း၃ခန်း၄ခန်း၅ခန်း၆ခန်း၇ခန်းเนาะ၇ခန်းရှိတယ်အဲ၇ခန်းကဘာကိုပြောရလဲဆိုတာပြောပြမယ်နံပါတ်ကိန်းစင်တယ်เนาะဒါဘိုးကြောင့်စားပိုင်တဲ့ဥစ္စာကိုဒေါ်စန်းကြီးကြီးကိုလဲပြီးတောင်းပြီးမဲ့ငွေစကူထဲမှာပါရပါတယ်ဆိုတာပြောပြမယ် အဆက်မှာ AC ဆိုတာမြင်ရမှာနော်ဒါအခန်း1 application layer အခန်း2 presentation layer အခန်း3 season layer အခန်း4 transport layer အခန်း5 network layer အခန်း6 data link layer အခန်း9 physical layer နော်ဆိုပြီးရှိရအခန်း1မှာပါတယ်ဆိုတော့မပုံတင်ခြင်းဥပဒေနော်ဘာဖြစ်လဲ၃တွေ့တယ်၃တွေ့တယ်ဟောတော့ကားတွေမပုံတင်နေရမှာ နော်ပြီးတော့ပါတီနိုင်ငံရေးတည်ထောင်ခြင်းနော် presentation လေးအပါတီနိုင်ငံရေးတည်ထောင်ခြင်းလို့ခေါ်တယ်စီစဉ်လေးရဆိုတာဆက်လက်စီမံခန့်ခွဲတာနော် transport လေးရဆိုတာရမုံငွေနော်နောက်ဘက်နေရဆိုတာအထွေထွေနော် data လေးဆိုတာကဒီတန်တရားရောက်ွက်ထောက်ကန်ရောက်ွက်ယုံတွေပေါ့နော်ဆိုတော့ physical လေးရောက်ထောက်ကုန်ပစ္စည်းနော်အဲ့တော့ပါတော့အခန်းတင်မှာပါပါရေးတာဆိုတော့ နိုင်ငံရေးပါတီများမှတ်ပုံတင်ကြเนาะအခန်းတက်ဟောညမှာပါရည်ရသာပါတီပိုင်ပစ္စည်းဆိုဒီမှာပါတီရမုံငွေနဲ့ပါတီပိုင်ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းဒုမုံမရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတော်များအောင်ဆိုလိုကြည့်ရเนาะအဲဒီမှာပါတီတည်ဆောင်ခြင်းနိုင်ငံရေးတည်ထောင်ခြင်းမှတ်ပုံတင်ခြင်းเนาะ presentation လေးရ တော့အစီစဉ်လေးရဆက်လက်ရည်တည်ပိုက်ခွင့်ရှိမရှိအဲ့ဒါတွေပြန်ပြီးစဉ်းစားရတာပေါ့နော်ဒီမှာနေမီနေမီတခုရောင်းနေတယ်သူကခန်းလေးရမုံငွေပြန်ပြန်တဲ့စစ်စီရယ်နော်အဲဘယ်ပတ်ဆက်နေမှာအာ3ခန်းပါတာ4ခန်းပါတာ5ခန်းပါတာအဲ့ဒါတို့စဉ်းလေးစစ်စီရတော့မှာ3ပါတော့ကာရမယ်လေ4ပါရင်တော့အဲ့ဒီဗန်တိုင်းဟိုစက်ကူတွေအဲ့ဒါပြန်ထွက်လာမှာ5ဆိုတော့ပါတော့အထွေထွေဒီဆိုတော့နောက်ဝတ်တရား ပြည်စီမာယူခြင်းထိမ့်သိမ့်ခြင်းအဲတရားဥပဒေပြန်ပြန်ပတ်စံတွေကိုပြန်စစ်ဆေးတယ်ဒီအခန်းကပြည်စီပြန်မာယူခြင်းထိမ့်သိမ့်ခြင်းဒီရောက်ရမယ်6ဟာဘဒုမှာ data link ရှိတယ်နော်ဘဒုတွေကင်လာတယ်ဒီပစ္စည်းတွေကို900ကျပစ္စည်းလေးရောက်တော့ကတော့ဟောရမယ်ရောက်ကျင်ညာမှာ